မရဲ့ပိတ်တကြီးကိုကျမအခုပြောချင်တဲ့အကြောင်းအရာတော့နှမျိုးတတကြီးစွာနဲ့ပြောမယ့်အကြောင်းအရာလေးဖြစ်ပါတယ်။ကျမပေါ့နော်ဒီပင်တရားနှစ်တရားရောင်မင်းကိုပုံထဲမှာတွေ့တဲ့အတိုင်းပေါ့နော်။ရောက်ဖူးတဲ့သူတွေလည်းရှိမယ်၊ဓာတ်ပုံတွေကနေပြီးတော့ပဲမြင်မှုတဲ့သူတွေပဲရှိမယ်။ဒါပေမဲ့ပင်တရားကဒီရောင်မင်းကြောင့်ပဲနာမည်ကြီးပါတယ်။ အခုဒီလိုအပင်နဲ့ဓာတ်ပုံရိုက်ခြင်းနဲ့ဆိုလို့ရှိရင်နောက်ထပ်အနှစ်တရားထပ်ဆောင်ရမယ့်သဘောဖြစ်နေပါပြီ။ဘာလို့လဲဆိုတော့တဘာဝတရားကိုတန်ဖိုးမထားတဲ့လူတစုကြောင့်မယ်အဲ့ဒီအပင်ကတည်သွားပြီးတော့ထင်းဖြစ်သွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲသူတို့တော့မသိဘူးပေါ့နော်။ကျမနေခံမဟုတ်တဲ့သူတော်မှရောက်ဖူးခဲ့တဲ့လူဆိုတော့လေကျမအရင်နှမျောတာပဲစိတ်ထဲမှာလေအရင်ဟိုဘယ်လိုကအရင်နှမျောတတ်တာကြီးဖြစ်နေရပေါ့နော် စိတ်ထဲမှာ။ ပြီးတော့ဒီလိုမျိုးတည်သွားရလဲတပင်းတပင်းမဟုတ်ဘူးပေါ့နော်ဒီလိုအပင်ကြီးဆိုတာကတဘာဝ BN ရေးမကြရောက်ဖို့အများကြီးအထောက်ကူပြုတယ်ဒါပေမဲ့ပညာမတတ်တဲ့အသိဉာဏ်မရှိတဲ့လူတွေရဲ့နောက်ဆက်တဲ့စိုးကျိုးတွေရောကျမတို့ပြည်သူတွေပဲခံရအောင်မှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ကျမတို့နိုင်ငံမှာဒီလိုအရာတွေကိုတန်ဖိုးမထားကြပါဘူး။အရေးမပါတဲ့အရာတွေကိုပဲအရာလုံးနေကြတဲ့နိုင်ငံတစ်ခုဖြစ်နေပါတယ်။ငလင်းလုံးလို့တဘာဝဘေးဖြစ်တယ်ပေါ့နော်။ အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဘယ်လိုထိန်းသိမ်းရမလဲမသိကြဘူးဟိုတလောကလည်းစကားရချင်းသေးအီယိုအကောင့်နိုင်ရှိနေချင်းသေးအီယိုတကောင်မရှိတော့လို့ဆိုပြီးတော့ဖြိုဖျက်လိုက်တယ်ဆိုတော့ဒီလိုမျိုးရှိနေတဲ့အရာတွေကိုတန်ဖိုးမထားဘူးဖြက်စီးပြစ်ဖို့လည်းဝင်မလေးကြပါဘူးအဲကျမတို့တွေမဖြက်စီးခင်မပြက်စီးခင်ပေါ့နော်ရောက်သွားပြီးတော့တချို့တွေတပုံရိုက်ထားတာပဲတော်တယ်လို့ပြောရမယ်ပေါ့နော်လမ်းနဲ့မလို့ဘူးဆိုလို့ရှိရင်လည်းလမ်းကိုကွင်းပြီးတော့ဖောက်လို့ရပါတယ် ခရီးသွားတွေအတွက် tourist attraction လောက်ရှိရဲပေါ့နော်ဖြစ်တယ်ပေါ့နော်ဒါတွေလည်းသိကြမယ်ပုံမပေါ်ပါဘူးအခြားနိုင်ငံတွေဆိုလို့ရှိရင်ဒီလိုမျိုးတက်တန်းကြီးတဲ့အပင်တွေကိုဆိုအရန်တံမိုးထားကြတယ်ဥပမာထိုင်းနေဆိုလို့ရှိရင်ဒီနေရာမှာဒီအပင်ကြီးတွေကိုဘယ်လိုမျိုးအမွှန်းတင်ပြီးတော့ဘယ်ပင်ရင်းရိုက်ခဲတာဘယ်ခေတ်ကစိုက်ခဲတာတက်တန်းဘလောက်ကြာပြီဆိုပြီးတော့ဌာနကြီးလိုလိုပါလိုလိုတွေရေးပြီးတော့ခရီးသွားတွေအတွက်ပေါ့နော် ဒါမင်းအဲ့လိုဆိုရင်တို့တို့အတွက်ဝင်ငွေတွေအများကြီးရမှာအသေးချာပဲပေါ့နော်။ဒါကြီးလည်းမတိကြတာလား။အုံနာမရှိတာပေါ့နော်အဓိကကတော့။ဆိုင်းမှာဆိုလို့ရှိရင်မလိုအပ်ဘူးဆိုလို့ရှိရင်တစ်ပင်တစ်ပင်တော့မှမခုတ်ကြပါဘူး။လိုအပ်မှပဲခုတ်ကြတယ်။တကယ်လို့လောက်ကမယ်ဆိုရင်တော့မှပေါ့နော်။အရင်ဆုံးတစ်ပင်ကိုကွင်းမဲတော့ကွင်းပလိုက်တာပေါ့နော်။တဘာဝအရင်မြစ်တွေကိုတော်တော်တန်မှုထားတယ်လို့ပြောရပါမယ်။ကျမတို့မြန်မာနိုင်ငံကတော့လုံးဝတန်မှုမထားတာပေါ့နော်။ နောက်ပြီးသွားလို့ရှိရင်သူတို့ကမဖြစ်မနေပေါ့တခြားနိုင်ငံတွေမှာမဖြစ်မနေတစ်ပင်ခေါ်ရမယ်ဆိုလို့ရှိရင်အကျိုးအကြောင်းကိုစီလျော်တဲ့ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ပြည်သူလူထုကိုအရင်တရားဝင်ချပြပါတယ်အဲ့လိုချပြပြီးမှသူတို့ကလုပ်တယ်ပေါ့နော်အခုကျမတို့နိုင်ငံရဲ့ဒီလိုအပင်ရတော့တန်ဖိုးမတိတန်ဖိုးကိုအတော့မချတတ်တဲ့အုံနောက်မရှိကြလေတော့ပေါ့နော်ရှိနှစ်ပေါင်းများစွာကတန်ဖိုးရှိတဲ့အပင်တစ်ပင်ရ အရေးမပါတဲ့ထင်အဖြစ်နဲ့အဆုံးသတ်သွားပါတယ်။ကျမကတော့ဒီအပင်ရဲ့ပေါ်တော့ဒီလိုပုံဒိုင်းကိုကြည့်ပြီးကျမနှမျောလိုက်တာနှမျောလိုက်တာလို့ပဲကျမရေရွတ်နိုင်နေပေါ်တော့တကယ်ကိုအခုအတန်သွင်းနေနေလေကျမတကယ်ကိုနှမျောတက်တာကြီးစွာ ဖြစ်နေရပါတယ်။ဘာမှလည်းလုံးလို့မရတော့ဘူးလေ။ဆိုတော့တမိုးမထတတ်တဲ့အုံနောက်တွေကိုပဲဆက်လန်းတာတယ်လို့ပဲပြောချင်ပါတော့တယ်ရှင်။